ြီးခဲ့တဲ့ပိုင်းမှာတော့မယ်လီယိုဒက်ဆာနဆိုးတကောင်လိုမျိုးစွာပြင်းနဲ့တိုက်ခိုက်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။သူ့ရဲ့ဓာတ်ကလည်းကိုကန်လိုက်ရပြီးတော့ကြံတဲ့ဒူးစရိုက်9ပါးကိုရှာဖွေဖို့လိုအပ်နေခဲ့ပါတယ်။တောင်ကုန်းတဏီယာမှာတော့တန်ချက်ကဝန်းတဲ့လူကြီးကိုကိုသားကခေါ်ဆောင်သွားနေခဲ့ပါတယ်။အဲ့ဒီလူကြီးကစာအုပ်ဖတ်ကျင်တယ်လို့ပြောနေတာကြောင့်တော်တွင်းတဏီယာကိုခေါ်ဆောင်သွားကဂူတကူးစီကိုဝင်သွားဖို့လိုလိုက်ပါတယ်။ဒါပေမဲ့တန်ချက်ကဝှေ့ဆုံတဲ့လူကစိတ်ပေါက်ပြီးတော့ထွက်ပြေးသွားကတဏီယာယာမှာထိုင်နေခဲ့ပါတယ်။ငှက်လေးတွေကသူ့ကိုယ်ပေါ်မှာနားနေခဲ့ပြီးတော့ယုံနှကောင်ပြေးထွက်လာတဲ့အခါ မှာတော့လက်နဲ့တွေ့ချိန်ပြီးတော့တက်ပြလိုက်ပါရယ်ကိုသာငါကြောက်တယ်လို့ပြောနေတာကြောင့်ဒါကကြောက်ရမှာမဟုတ်လေယုံတကောင်ပါလို့ကိုသာကလည်းပြန်ပြောလိုက်ပါရယ်တတော်စီကိုပြန်ပို့ပေးမယ်လို့ပြောကာအယုတ်ကိုခေါ်လာခဲ့ပြီးမိုးတွေကလည်းရွာလာပါရယ်ပေါက်နေတဲ့တန်ချက်ကားကိုတော့တက်သားပိုင်းတစ်ခုနဲ့ဖာတီးနေခဲ့ကာမိုးရွာခြင်းဖြစ်စဉ်အကြောင်းကိုလည်းပြောပြနေခဲ့ပါရယ်ဒီလောကကြီးကအရာအလုံးဟာတန်တရာလေနေတာဖြစ်ကြောင်းတစ်ပင်တွေအင်းဆက်ဘူမာတွေနဲ့တရဝါတွေအလုံးကအသက်ရှင်ဖို့စားတော့ကြရတယ်တည်ဆုံးသွားတဲ့အခါမှာကဘာမီပေါ်မှာပြန်ရောက်လာတယ်ဒီလိုမျိုးတော့ ရောက်တန်တရာလဲနေတာလေလို့ပြောပြနေခဲ့ပြီးတန်တရာကနေလွမြောက်သွားသူတွေကဘဲကိုရောက်သွားကြလဲဆိုတာကိုတီးချင်ကြောင်ပြောပြနေပါတယ်အဲ့ဒီနောက်တော့သူဝယ်လာတဲ့စာအုပ်တွေကိုတတိယသွားခဲ့ကမှောင်မိုက်တဲ့တော့မှောင်မိုက်တော့မှညံတရားမျှတာသောမိန်းကလေးဘဲစာအုပ်ကိုပတ်ကျင်လဲလို့မေးလိုက်ပါတယ်တရားမျှတာသောမိန်းကလေးဆိုတဲ့စာအုပ်ကိုဖတ်ပြဖို့ပြောတာကြောင့်မိဒီစာအုပ်ကိုတော်တော်ကြိုက်တာပဲနော်လို့ကိုသားကပြောလိုက်ပါတယ်ငါကစာအုပ်ဖတ်ပြမယ်မင်းကနားထောင်မင်းကစိတ်ပန်းပြီးမယ်ငါကလိလာလို့ရမယ်လို့ကိုသားကပြောလိုက်ပါတယ်မင်းနဲ့အတူရှိနေတိုင်းငါအမြဲတမ်းလ းလာစရာရှိနေတယ်လို့ပြောကာဂိုသာတယောက်ကပျော်ရွှင်နေခဲ့ပါတယ်ခဏနေလောက်ဆိုမင်းနဲ့ကြီးသွားတာကပြီးဆုံးတော့မှာဖြစ်လို့စိတ်မကောင်းတော့ဘူးလို့လည်းပြောနေပါတယ်အေးစေးနားယူနေတဲ့ဟေဘရန်စီကိုတော့ဘိုင်ဇန်နယ်မြေရဲ့အရှိတ်အော်ရန်တတော်မှာတန်ချက်ကနဲ့ဘလူးကိုချီအားခံမိပါတယ်လို့မြင်းမြစစ်တီတယောက်ကလာတင်ပြနေခဲ့ပါတယ်တန်ချက်ကနဲ့ဘလူးဆိုတဲ့အတန်ကိုကြတော့ဒူးစရိုက်ခုနှစ်ပါးရဲ့ကြံတဲ့သူတွေကတယောက်များလာလို့ဂျယ်ရီဂျိုကပြောလိုက်ကယာဂါဒူးစရိုက်ကိုဒါပဲဖြစ်ရမယ်လို့ဟေဘရန်ကပြောလိုက်ပါတယ်မြင်းမြစစ်တီတွေကိုခေါ်ပြီးအဲ့ဒီကိုတွားဖို့ တွက်ဟဲဘရန်ကမိန့်ပေးလိုက်ပါတယ်။ဂူအီလာကတော့ညင်ညင်ကြမ်းကြမ်းအားယူမယ်ဆိုကထွက်သွားပြီးတူမောင်လေးစီနဲ့တွေ့ခဲ့ပါတယ်။တူမကမျက်လုံးမမြင်ရပေမဲ့လည်းတူမောင်လေးရလာတဲ့ဒဏ်ရာတွေအကြောင်းကိုမေးခဲ့ပါတယ်။တောင်းပန်ပါတယ်။ NDC ကဒီလာအတွက်ရလာတဲ့ငွေတွေကိုယူလာရင်းနဲ့လမ်းမှာလူခံလိုက်ရလို့ဒါပဲကြံတော်တယ်ဆိုကခြေရင်းကားပြားလေးတစ်ခုကိုထုတ်ပြခဲ့ပါတယ်။ဂူအီလာကတော့မင်းကိုအိမ်မှာတယောက်တည်းထားခဲ့ရတဲ့အတွက်တောင်းပန်ကြောင်းပြောနေပေမဲ့မြင်းမြန်းစစ်သည့်ဖြစ်တဲ့မမကအလုံများတာမူနာလေကြောင်းမမအတွက်သာဆိုဘာပဲဖြစ်ဖြစ်တီးခတ်နိုင်ပါတယ်လို့ဇီက ပြောခဲ့ပါတယ်။သူ့မောင်လေးကိုဈေးထဲပေးနေတုန်းမှာပဲစက်တရင်မရှိတဲ့မြင်းမြတ်စစ်တီတွေဆိုကရွာသားတွေကပဒင်းပေါက်ကိုခဲနဲ့ဝိုင်းထူခဲ့ကြပါတယ်။မြင်းမြတ်စစ်တီဖြစ်ခဲ့တဲ့အဖေကတာဝန်တစ်ခုမှထွက်ပြေးခဲ့လို့လူတွေများကြီးတည်သွားခဲ့တယ်လို့လူတွေကပြောနေကြတယ်လို့ကလေးလေးကပြောနေခဲ့တယ်။ဒါပေမဲ့အဖေကသူ့ရဲ့ဘော်တွေကိုဘယ်တော့မှဆုံးရှုံးခဲ့မှာမဟုတ်ဘူးဆိုတာကိုတားယုံနေ။သူ့မှာပြန်မလာနိုင်တဲ့အကြောင်းရင်းတစ်ခုခုရှိခဲ့မှာပဲလို့ဈေးကကလေးဖြစ်ပေမဲ့လည်းချင်းကျစွာနဲ့ပြောနေပါတယ်။မမလည်းအဖေကိုဂုဏ်ယူလို့မြင်းမြတ်စစ်တီလောက်ခဲ့တာမလားလို့မေးတော့သူမကအဖေနေ ေရာမှာမင်းကိုကာကွယ်ပေးခြင်းနာကြောင့်လို့ပြန်ဖြေခဲ့ပါရယ်မောင်နှမနှစ်ယောက်ကတယောက်ကိုတယောက်ရမ်းကိုချကြတဲ့ပုံမှာပဲအနန်းလေးတပွင့်ပေးလိုက်ကခလေးနှစ်ယောက်ကအဖေပြန်လာတဲ့ဆိုတာကိုယုံကြည်ရင်ဆောင်နေကြရဲဆိုတော့ပုံမြင်လေးကိုပြောပြပြီးတော့ချော့သိခဲ့ပါရယ်ခုနကလူတွေကတော့နောက်တဲ့ချိန်ကောင်လေးတို့အိမ်ကိုတွားပြီးခဲနဲ့ပျောက်ကြရအောင်လို့ပြောနေကြကဂူအီလာကတော့အဲ့ဒီကောင်လေးတွေကိုတပ်ပြစ်လိုက်ပါရယ်တစ်ဖက်မှာတော့မြင်းမြတ်စစ်တီဂျေးစာတွေကဂိုတာတို့ရှိတဲ့ဒေါ်စီကိုထွက်လာနေခဲ့ကြပါရယ်ဂိုတာကတော့တန်ချက်ကနဲ့လူကြီးကိုဂူထဲမှာထားခဲ့ပြီးဝယ်စရာရှိတဲ့ ဝင်မယ်ဆိုတာထွက်လာလိုက်ပါတယ်။မယ်လီယိုဒက်စ်တို့ကလည်းရွာတရွာနားမှာခြေချကာဆိုင်ဝင်းပို့လုပ်ခဲ့ကြပြီးအဲလီစ်ဘတ်ကိုရွာထဲမှာကြောင်ရဝေဖို့အတွက်လွတ်နေလို့ဟော့ကာစိတ်ပူနေခဲ့ပါတယ်။အဲဒီနောက်ရုပ်ပြက်ပြီးတော့လွတ်လိုက်ကာသူတို့ကတော့ဆိုင်အတွက်လိုအပ်တဲ့အသားရှာဖို့အတွက်အမဲလိုက်ထွက်လိုက်ကြပါတယ်။အဲလီစ်ဘတ်နဲ့ဟော်တို့ကကြောင်ရကတ်နေရင်မြင်းမြတ်စစ်တီတွေကိုတွေ့လိုက်ရတာကြောင့်ခြုံတကူထဲမှာဝင်ပုံလိုက်ကြကာကိုတာနဲ့တွေ့ခဲ့ကြပါတယ်။တော်တဲ့ကတန်ချက်ကဘလူးကတော့ခန္ဓာကိုယ်တွေပကွဲတော့မလို့ဖြစ်နေခဲ့ကာကိုသားကိုရှာမယ်ဆိုပြီးထွက်လာနေပါတယ်။မယ်လီယိုဒက်စ်နဲ့ န်တို့ကတော့အမဲလိုက်ရင်ရိခါစုကပြိုင်နေကြပါသေးတယ်။အဲ့ဒီအချိန်ကျဲလောင်တဲ့အော်ဟဲတန်ကြီးကိုကြားလိုက်ရတာကြောင့်တွားကြီးဖို့အတွက်လှုပ်လိုက်ကြပါတယ်။ကိုသားကတော့သူ့နာမည်ကိုအာလန်လို့မိတ်ဆက်ခဲ့ပြီးတူဒီကိုရောက်နေတာကတန်ချက်ကကိုတကူကူကပ်ဖို့ရှာနေတာလို့ပြောခဲ့ပါတယ်။အဲ့ဒါကတကယ်ကြီးကူညီရစီမယ်လို့တော့တူမထင်ပါဘူးလို့လည်းပြောခဲ့ပါတယ်။ဝေဒနာခံစားနေရတဲ့သူကိုဘာလို့ပေးရမှန်းသူမသိတယ်လို့ဘလို့နှစ်သိမ့်ရမလဲဘလို့ခံစားချက်မျိုးနဲ့နေပြရမလဲဆိုတာကိုလည်းမသိပါဘူးလို့ပြောခဲ့ပါတယ်။တကူကူလှုပ်ပေးခြင်းပေမဲ့ဘာမှကိုမကူညီနိုင်တဲ့ခံစားချက် ချက်ကိုကျမနားလဲပါတယ်လို့အဲလိဇဘက်ကပြန်ပြောလိုက်ပြီးအထူးသဖြင့်ရှင်တန်ဘိုးထားရတဲ့သူချေရတဲ့သူလို့ပြောတော့ကိုသားအတွက်တော်တော်ကိုထူးဆန်းနေပါတယ်အချစ်ဆိုတာကတယောက်ယောက်အတွက်ထူးခြားပြီးရှိနေတဲ့ခိုင်မာတဲ့ခံစားချက်ပဲလို့တော့သူစာအုပ်ထဲမှာဖတ်ဘူးကြောင်းမင်းမကောအဲ့ဒီလိုလူရှိလားလို့မေးတော့အဲလိဇဘက်ကမယ်လီယိုဒက်စ်ကြောင့်ကိုတွေးနေမိခဲ့တယ်ကိုသားကတော့အဲ့ဒီလူကတူတွဲအဲ့ဒီလိုချေရတဲ့သူမျိုးတော့မဟုတ်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်ရင်းနှီးတဲ့မိတ်ဆွေတွေလားလို့မေးတော့လေရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းဆိုတာကိုစဉ်းစားနေခဲ့ပြန်ပါတယ်တောနဲ့တဲ ကိုမယ်လီယိုဒက်တို့တွေရောက်တော့သွေးတွေနဲ့လဲကြနေတဲ့ရဲမတ်တွေကိုတွေ့လိုက်ရကရဲမတ်ထဲကတယောက်ကတော့ဒွန်ရောကတန်ချက်ကဘလူးကိုပြန်တိုက်ခိုင်းနေတယ်လို့ပြောကတည်ဆုံသွားခဲ့ပါတယ်။တန်ချက်ကလည်းမကောင်းဆိုအားဆိုတဲ့အကြောင်းကိုကြားတော့ဘန်နဲ့ဂင်တို့ကိုမြန်ဆုံးရှာဖို့ပြောကသူကစိတ်တူးစရိုက်ကိုသာဖြစ်နိုင်ကြောင်းမယ်လီယိုဒက်ကပြောလိုက်ပါတယ်။ဒွန်ရောဆိုတဲ့အပွဲရဲ့စိုးသားတဲ့အကြောင်းတွေကိုကြားဖို့ကြောင်းပြောလိုက်ကတတိမလို့ဖို့အတွက်လည်းမယ်လီယိုဒက်ကပြောလိုက်ပါတယ်။သူတို့တွေကပြမျက်ကိုတက်ဖို့ပဲအာယုံဆိုင်တတ်တဲ့ကြေးစားမြင်းမြန်းစစ်တီအုပ်စုပဲလို့ကင်းကလည်းတိုင်ပြည်ထဲမှာ ူရှိတုံးကမြင်ဘူးတာကိုပြောပြလိုက်ပါတယ်ဒွန်ရောရဲ့ခေါင်းဆောင်ထရက်တာကတော့တန်ချက်ကဘလူးကိုတိုက်ခိုက်ဖို့အတွက်စဉ်းစားနေခဲ့တဲ့အချိန်မှာမယ်လီယိုဒက်တို့ကလည်းရောက်လာပါတယ်အဲ့ဒီအချိန်တကယ်ကိုသာစစ်ကလည်းရောက်လာပြီးတော့ငါမင်းအတွက်ကတ်စရာတခုမှရှာမတွေ့ခဲ့ဘူးလို့ပြောနေကတန်ချက်ကဘလူးကတော့ကိုသာကြောက်တယ်ဆိုပြီးတော့អော်နေခဲ့ပါတယ်တန်ချက်ကဘလူးကိုကိုသာလို့ထင်နေတဲ့မယ်လီယိုဒက်တို့ကတော့အတဲအတန်ကာကွယ်ပေးနေခဲ့ပြီးထရက်တာတို့ကတော့သူတို့အလုပ်ကိုပဲပြီးအောင်လုပ်ဖို့အတွက်အာယုံဆိုင်နေခဲ့ကြပါတယ်မယ်လီယိုဒက်တို့ကိုတားရင်တန်ချက်ကဘလူး ူကိုမဲလိုက်နေကြကမြားနဲ့ပြစ်ပြီးဆုံးတတ်ဖို့လုံမဲ့ချိန်မှာတော့ကိုတာကတားခဲ့ပါရယ်အဲ့ဒီရဲစွမ်းကိုမြင်လိုက်ရတော့မှကိုတာအစ်ကိုမဲလီယိုဒက်စ်တို့ကလည်းတတိထားမိသွားခဲ့ကြပါရယ်